မတ်လ28ရက်နေ့ဟာတတိုင်းပြည်လုံးမှာရှိတဲ့သူတွေစိတ်နှလုံးကြေကွဲရတဲ့နေ့ဖြစ်ခဲ့ရပါတယ်။အကြောင်းရင်းကတော့အင်အားအလွန်ပြင်းထန်တဲ့မန္တလေးငလင်ကြီးလှုပ်ခတ်ပြီးနေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်6ခုလောက်မှာတိုက်စုံးတာတွေထိခိုက်ဒဏ်ရာရတာတွေပြိုကျပျက်စီးမှုတွေရှိခဲ့တာကြောင့်ပါ။ အဲ့ဒါလို့မန္တလေးငလင်ကြီးလှုပ်ခတ်နေချိန်မှာပဲမန္တလေးတက္ကသိုလ်ထဲမှာ2024-2025ပညာသင်နှစ်ရဲ့တက္ကသိုလ်ဝင်နှံစာမင်ပွဲဖြေဆိုပြီးတဲ့အဖြေလွှာတွေကိုစစ်ဆေးနေတဲ့အဆောင်ကလည်းပြိုကျပြီးမီးလောင်ခဲ့တာကြောင့်နေပြည်တော်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝင်နှံစာမင်ပွဲအဖြေလွှာတွေပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။ ငလင်တန်တင့်ခဲ့တာတွေကိုဖေရှားရှင်းလင်းမှုနဲ့အတူအဲ့ဒလိုတက္ကသိုလ်ဝင်စာမင်းပွဲအဖြစ်လာတွေပြည့်စည်ဆုံးရှုံးခဲ့ရတာနဲ့ပတ်သက်ပြီးပြင်ပမှာပြောစကားတွေအများကြီးထွက်လာခဲ့ပါတယ်။အဖြစ်လာတွေပြည့်စည်သွားတဲ့အတွက်အဲ့ဒီဒေတာကအကြောင်းအကျောင်းသူတွေအကုန်လုံးကိုစာမင်းပွဲအအောင်ပေးမယ်။တချို့ကလည်းစာမင်းပွဲပြန်ဖြေရမယ်ဆိုတဲ့စကားတွေကြားနေရပေမဲ့အအောင်ပေးတယ်။ပြန်ဖြေရမယ်ဆိုတာကိုပညာရေးဝန်ကြီးဌာနကတရားဝင်အတိပေးထုတ်ပြန်ခဲ့ခြင်းမရှိသေးပါဘူး။ ဒီလိုနဲ့နာဆာကဥက္ကဋ္ဌဥဆောင်ပြုလုပ်ခဲ့တဲ့ငလင်တန်တဲ့ဒေတာတွေအတွက် အထောက်အကူပြုလုပ်ငန်းတွေလှုပ်ဆောင်ဖို့အစည်းအဝေးမှာတော့ NASA ကဥက္ကဋ္ဌကတက္ကသိုလ်ဝင်စာမင်းပွဲအဖြေလွှားတွေငလင်တန်းကြောင့်ပြည့်စည်ခဲ့ရပေမဲ့အဲ့ဒီဒေတာတွေကစာမင်းပွဲဖြေပြီးသားကျောင်းသားကျောင်းသူတွေအကုန်လုံးကိုစာမင်းပွဲအအောင်မပေးဘူးပြန်လည်ဖြေဆိုစေမယ်အဓိကအကြောင်းရင်းကကျောင်းသားကျောင်းသူတွေကိုသူတို့ရဲ့တကယ်အမှန်တကယ်အရေးချင်းနဲ့အောင်မြင်တာကိုဖြစ်စေချင်တယ်ဆိုပြီးပြောကြားခဲ့တာကြောင့်အခုဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိကိုဒုတိယအကြိမ်တက္ကသိုလ်ဝင်တန်းစာမင်းပွဲပြန်လည်ဖြေဆိုဖို့တက်မှတ်ခဲ့ပါတယ် အဲ့ဒါလို့တတ်မှတ်ပြီးချိန်ပါပဲဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးမဲ့ဒုတိယအကြိမ်တက္ကသိုလ်ဝန်ထမ်းစာမင်းပွဲပြန်လည်ဖြေဆိုရမယ်။ကျောင်းသားကျောင်းလူတွေကိုအထူးလက်ကျင့်တင် जा ပေးတာတွေကိုတက္ကသိုလ်အချို့ကဆရာဆရာမတွေခေါ်ပြီးအနီးကပ်စခန်းတွင်လက်ကျင့်တင် जा စေခဲ့တယ်လို့ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေအတွက်လိုအပ်ချက်တွေကိုလည်းနိုင်ငံတော်ကဖြည့်ဆည်းပေးတာလုံခြုံရေးအတွက်စောင့်ရှောက်ပေးတာတွေလုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့တက္ကသိုလ်ဝန်ထမ်းစာမင်းပွဲကိုဒုတိယအကြိမ်ပြန်လည်ဖြေဆိုဖို့စည်ရင်ပေးတွင်ခဲ့တဲ့ကျောင်းသားကျောင်းသူ6363ဦးလို့ရှိခဲ့ပါတယ်။စည်ရင်ပေးတွင်တာနဲ့အတူအထူးလေ့ကျင့်သင်ကြားတာတွေကိုစက်တိုက်လှုပ်ဆောင်ပေးခဲ့ပါတယ်။အခုလိုလှုပ်ဆောင်ပေးနေတာကိုမရှုစိတ်နဲ့သူတွေကလည်းပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ကတော့တခြားမဟုတ်ပါဘူး။နိုင်ငံရေးဖြစ်စဉ်တွေအစားပြုတဲ့အချိန်မှာတိုင်းနာလက်နက်ကိုင်အဖွဲ့တွေစီကိုရောက်သွားကြတဲ့သူတွေပါ။ သူတို့ကစာမင်းပွဲပြန်လဲပြေဆိုမဲ့ចောင်းသားចောင်းသူတွေရဲ့မိဘတွေကိုချိတ်ချောက်မှုတွေလုပ်ခဲ့ကြပါတယ် မန္တလေးတိုင်းညောင်ဦးမြို့နယ်အထက်ကညောင်ဦးစာစစ်ဌာနမှာစာမင်းပွဲဝင်ရောက်ဖြစ်ဆိုနေတဲ့ចောင်းသားចောင်းသူကိုဦးတို့ရဲ့မိဘတွေကိုချိန်ချောက်မှုတွေပြုလုပ်ခဲ့ကြတာကြောင့်တာဝန်ရှိသူတွေကညှိနှိုင်းဆောင်ရွက်ပေးခဲ့တာကြောင့်ចောင်းသားចောင်းသူကိုဦးဟာမြန်မာစာဘာသာကိုဝင်ရောက်ဖြစ်ဆိုခဲ့ကြပါတယ်ဒါပေမဲ့လက်နက်ကင်ဖွဲ့တွေကဆက်လက်ချင်းချောက်တာတွေလုပ်ခဲ့တာကြောင့်အနာဂတ်ကျေပွင့်၉ရောက်ဟာဇွန်လ၁၆ရက်နေ့ညနေပိုင်းမှာပဲကြန့်ရှိတဲ့ဘာသာရပ်တွေကိုဆက်လက်ဖြေဆိုခြင်းမပြုဘဲသူတို့ရဲ့နေရပ်ကိုမိဘတွေနဲ့အတူပြန်သွားခဲ့ကြပါတယ် ဒါကြောင့်လုံချုံရေးအဖွဲ့ဝင်နေတဲ့တာဝန်ရှိသူတွေကအဲ့ဒလိုအနာဂတ်ကျေပွင့်လေးတွေသူတို့ဘဝတက်လန်းနေတဲ့အတွက်အရန်အရေးကြီးတဲ့တက္ကသိုလ်ဝင်ဆောင်မင်းပွဲမဖြစ်နိုင်အောင်ချင်းချောက်မှုတွေလုပ်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေကိုဖမ်းဆီးအရေးယူဖို့အတွက်ဆက်လက်ဆောင်ရွက်နေကြပါတယ်။ အဲ့ဒါလို့လှုပ်ဆောင်နေတဲ့နီးတူကြန့်ရှိတဲ့တက္ကသိုလ်ဝန်ထမ်းစာမင်းပွဲကိုလည်းဆက်လက်ဖြေဆိုပြီးစီအောင်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေအားပေးကူညီမှုတွေနဲ့အတူဒီနေ့ဇွန်လ21ရက်နေ့မှာတော့မန္တလေးငလင်ကြီးတန်းတင်ဒေတာတွေကចောင်းသားចောင်းသူတွေရဲ့ဒုတိယအကြိမ်တက္ကသိုလ်ဝန်ထမ်းစာမင်းပွဲကြီးဟာချိန်ချောက်မှုတွေရှိခဲ့ပေမဲ့အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ဒါဟာအစိုးရတာဝန်ရှိသူတွေလုံခြုံရေးအဖွဲ့တွေဆရာဆရာမတွေចောင်းသားចောင်းသူတွေရဲ့တမိုင်းဝင်အောင်ပွဲတစ်ခုလည်းဖြစ်တယ်ဆိုတာရေးသားဖော်ပြလိုက်ရပါတယ်။